န်ချုံချာအာဏာပိုင်နယ်မြေတွေကိုကာကွယ်ဖို့အတွက်ကမ္ဘောဒီးယားကိုပြန်တိုက်ခိုက်ရမယ်လို့ထိုင်းဒူရီယဝန်ကြီးချုပ်ပြောကြားလိုက်ပါတယ်။ထိုင်းနိုင်ငံအချုံချာအာဏာပိုင်နယ်မြေတွေကိုကာကွယ်ဖို့အတွက်ထိုင်းစစ်တပ်အနေနဲ့မိမိကိုယ်ကိုပြန်လည်ခုခံပိုင်ခွင့်အရကမ္ဘောဒီးယားကိုပြန်လည်တိုက်ခိုက်သွားမယ်လို့ထိုင်းနိုင်ငံဒူရီယဝန်ကြီးချုပ်နဲ့ကာကွယ်ရေးဝန်ကြီးဖုန်တန်ဝေချာချိုင်းကပြောကြားခဲ့တယ်လို့ထိုင်းမီဒီယာတွေမှာဖော်ပြထားပါတယ်။ ထိုင်းကမ္ဘောဒီးယားနှစ်နိုင်ငံနယ်စပ်ဖြစ်တဲ့ချောင်းဘော်ဒေသမှာဒီကနေ့မေလ28ရက်ဗော်ဒဟုန်းနေမနက်အစောပိုင်းမှာနှစ်ဖက်တပ်တွေအကြားနယ်မြေအငင်းပွားမှုဖြစ်ပွားရာကနေစတင်ခဲ့တဲ့တိုက်ပွဲနဲ့ပတ်သက်ပြီးဝန်ကြီးချုပ်ဖုန်သက်ဝေချာချိုင်းကအခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။ထိုင်းအနေနဲ့မိမိအချုပ်အခြာကိုကာကွယ်ဖို့အတွက်ပြန်လည်ပြစ်ခတ်ခဲ့ရတာဖြစ်ပြီးအမြင့်သတိထားဖို့မှာကြားထားပါတယ်။ အပြင်းအကဲ့ရစဲရဲထင်းထင်းထားတယ်လို့ဆိုပေမဲ့နှစ်ဖက်စလုံးဟာတိုက်ခိုက်နေကြဆဲဖြစ်တယ်လို့ဖုံတန်ကပြောပါတယ်။ချစ်စင်အသေးစိတ်အစီရင်ခံစာလက်ခံရရှိထားပြီးဖြစ်တယ်လို့လည်းသူကဆိုပါတယ်။လက်ရှိအငင်းပွားမှုဖြစ်ပေါ်ခဲ့တဲ့ဒေတာဟာနေစင်းမြင့်သတ်မှတ်ထားခြင်းမရှိပဲပိုင်ဆိုင်မှုအငင်းပွားနေတဲ့ဒေတာဖြစ်တယ်လို့သူကရှင်းပြပါတယ်။ ဒီကနေ့မနက်ဖြစ်စင်မှာထိုင်းစစ်တပ်ကပုံမှန်အတိုင်းကင်းလည်နေချိန်ကမ္ဘောဒီးယားဘက်ကစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးဒါကဒီညင်းပွားနယ်မြေကိုသိမ်းပိုက်ဖို့ကြိုးစားတာဖြစ်နိုင်ကြောင်းဝန်ကြီးဖုန်တန်းကဆိုပါတယ်ဒီကနေ့မေလ28ရက်မနက်9:45မိနစ်မှာထိုင်းတပ်တွေကကမ္ဘောဒီးယားဘက်ကသဘောတူစာချုပ်ပါသဘောတူညီချက်ကိုချုပ်ဖောက်နိုင်တယ်လို့ယူဆတဲ့အတွက်တွားရောက်စစ်ဆေးညှိနှိုင်းစမှာကမ္ဘောဒီးယားဘက်ကစာပြစ်လို့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဝန်ကြီးဖုန်တန်းကပြောပါတယ် ဖြစ်စဉ်အပြီးမှာတော့ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ဒီစီဟာရဲ့အကြံပေးကထိုင်းနိုင်ငံဒုတိယကာကွယ်ရေးဝန်ကြီးထံဖုံးဆက်ကနိုင်ငံတင်မမှုတွေရှင်းချဖို့ငြင်းငြင်းရေးစကားကံလန်ပြောဆိုခဲ့တယ်လို့သိရပါတယ်။ကမ္ဘောဒီးယားရဲ့တတိယထောက်ပံ့ရေးတပ်ဖွဲ့မှုဒူဘုံမူကြီးထောင်းဆိုပိုင်ကလည်းထိုင်းနိုင်ငံဆူရာနာရီအထူးတပ်ဖွဲ့ဒူဘုံမူအားဖုံးပြင်ဆက်သွယ်ခဲ့ပြီးမနက်9:55မိနစ်မှာပဋိပက္ခကိုအဆုံးသတ်ဖို့သူတို့သဘောတူညီခဲ့ကြတယ်လို့သိရပါတယ်။ကမ္ဘောဒီးယားနိုင်ငံဟာ အငင်းမောင်းနယ်မြေဖြစ်တဲ့ချောင်မော့တောင်ကုန်းနယ်မြေမှာအရင်ကလည်းစစ်တပ်အထိုင်စခန်းချခြင်းများပြုလုပ်ဖူးသေးတယ်လို့ဆိုပါတယ်ရှင်။အခုလိုသတင်းတွေကိုပုံမှန်မျှဝေပေးနိုင်ဖို့ ਨੇ CJ Platform သတင်းဌာနရေရှည်ရဲ့ဒီနိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နှာစင်နိုင်ပါတယ်။သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း Channel ကို Like and Subscribe လုပ်ဆောင်ပြီး Notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။